အစ္စရေးရဲ့မဟာမိတ်တွေဖြစ်တဲ့ဗြိတိန်၊ဘင်တင်နဲ့ကနေဒါတို့ကဘာသာကမ်းမြောင်ဒေသမှာစစ်စင်ရေးကိုချက်ထွင်နေတဲ့အစ္စရေးအားဝေဖန်ချင်းချောက်တဲ့ပူးရဲကြေညာချက်ထုတ်ပြန်ခဲ့တယ်လို့ ရိုက်တာမှဖော်ပြခဲ့ပါတယ်။အစ္စရေးဟာဂါဇာကမ်းမြောင်ဒေသကိုထိန်းချုပ်သွားမယ်လို့အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုကကြုံဝါထားချိန်မှာသူ့ရဲ့မဟာမိတ်တွေကတော့ပြည်ပခအချိန်မြင့်တက်လာမှုဟာအလွန်ဆိုးရွားနေကြောင်းပြောကြားခဲ့ပါတယ်။ဂါဇာမှာဖြစ်ပွားနေတဲ့အခြေအနေတွေဟာလက်ခံနိုင်စရာမဟုတ်ဘဲအစ္စရေးဝန်ကြီးချုပ်အနေနဲ့ဂါဇာဒေသအတွင်းလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေ ချက်ချင်းခွင့်ပြုပေးတဲ့ကြောင့်မဟာမိတ်၃နိုင်ငံကတိုက်တွန်းခဲ့ပါတယ်။အစ္စရေးဟာဂါဇာကိုမလ၂ရက်ကတည်းကပိတ်ဆို့ခဲ့တာကြောင့်အကူအညီတွေပေးဖို့ခွင့်မရပဲကုလသမဂ္ဂအပါအဝင် အကူအညီပေးရေးအဖွဲ့တွေကအစ္စရေးရဲ့ပိတ်ဆို့မှုကိုဝေဖန်ရှုတ်ချခဲ့ပါတယ်။ဂါဇာကမ်းမြောင်ဒေသကိုသတင်းဘက်၁၁ဘက်ကြားပိတ်ဆို့ခဲ့ပြီးတဲ့နောက်မေလ၁၉ရက်မှာအစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုကဂါဇာဒေသအတွင်းကိုအစအစာတွေအခြေခံပမာဏတင်သွင်းခွင့်ပြုမယ်လို့ပြောကြားခဲ့ပါတယ်။ နေတန်ယာဟုရဲ့အစိုးရအဖွဲ့မှလက်ရာဆုံးအဖွဲ့ဝင်တွေကတော့ဂါဇာဒေသအတွင်းကိုအစားအစာတွေမဖြစ်စလောက်ပမာဏတင်သွင်းခွင့်ပြုတဲ့ဆုံးဖြတ်ချက်ကိုပင်ဝေဖန်ခဲ့ကြပါတယ်။နေတန်ယာဟုကတော့ဂါဇာဒေသအတွင်းကိုလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေပေးခွင့်ပြုဖို့တောင်းဆိုတဲ့နိုင်ငံတကာရဲ့ဖိအားတွေကြောင့်ယခုကဲ့သို့ခွင့်ပြုပေးခဲ့တာဖြစ်ကြောင်းလူမှုမီဒီယာမှာဗီဒီယိုတင်ပြီးရှင်းပြခဲ့ပါတယ်။အစားအစာတွေကိုအခြေခံပမာဏသာတင်သွင်းခွင့်ပြုခြင်းဟာ လုံလောက်မှုမရှိကြောင်းလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေကိုပိတ်ဆို့မှုဟာလက်မခံနိုင်ပဲနိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေကိုချိုးဖောက်တာဖြစ်ကြောင်းဗြိတိန်ပြင်သစ်နဲ့ကနေဒါတို့ကပူးတွဲထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီအပြင်အစ္စရေးအနေနဲ့သူ့ရဲ့ထိုးစစ်ကိုမရက်တမ်းပဲဂါဇာဒေသအတွင်းကိုထောက်ပံ့မှုတွေခွင့်မပြုပါကပိတ်ဆို့မှုတွေအပါအဝင် ပြင်းထန်စွာအရေးယူသွားမယ်လို့လည်းထုတ်ပြန်ချက်မှာချိန်ချောက်ဖော်ပြခဲ့ပါတယ်။